ရာရမရဒီနေ့ဥပဒနာရှင်ကြီးကိုခဏဟောပါဘယ်လိုဟုတ်စောင်းတာကြည့်နေပြီပေါ်ရာဆိုတာလောက်ရောက်တာတော့ရောင်ရရမရလောက်တော့ရောင်ရရမရအော်ဒါလေးကခုမှပေါ်လာတာပဲဟောပြောက်သွားကြံလို့ခုမှပေါ်လာသည်ဒီရာရမလိုတန်ခါရပြောက်သွားတာဘူးအခုပေါ်လာကြံတယ်အင်းပြောက်သွားကြံတယ်ကျွန်တော်ဂျင်းကတော့ကျွန်တော်ကျောင်းကျင်းဂျာနာရှိမှာတကားလဲ အလုံးစုံအရမရဘာမှဖြစ်ရမရှိပါဘူးဒီမရှိတဲ့ဖြစ်ရှင်တ်ဗျာသစ္စာကြအမနာစိတ်ကတကယ်ဆိုတော့အရမရဝိပဿနာတွေမရှိတဲ့ဖြစ်ဆိုရခင်ဗျားတို့ကအရမရကိုမရှိအောင်လို့သစ္စာရဖျားရှိမှကျွန်တော်ဥရမှာပဲထောင်းခိုင်းခံရတဲ့နေရာမှာဆုံးရရှင်နေနေရာမှာရပ်သူခန္ဓာကိုယ်သဘောဆိုတာစမ်းသူစမ်းပြီးနေလို့ရှင်ပြည့်ပြီးလို့ပြောအစားထိုးပြန်လို့

哥哥，兄弟们回来了，回来了哥。啊，回来嘛，回来！看那个地老天荒，啊，第二天跑步去休息去了。没想到今天来该去的快，要见你们，想你就快去了。休息了，看那个地老天荒的。看那个地老天荒。回来嘛，回来看那个地老天荒，没丢过你们，兄呀，宝贝。 င်းနေရခြင်းနေပါလိမ့်ခင်းလို့လဲဒီပြစ်ချာလည်းမလာဘူးကျင့်စားသေးတာရှိမှာပဲသဘောကျကျေရအစားသေးတာလည်းရှိနေတော့ဗုဒ္ဓဘာသာကပြည့်စုံပြည့်တာကလည်းမေစာအစားသေးတာကသင်္ခါရသဘောကျအဲ့ဒီအစားသေးတာလေးပြည့်တာကြမ်းနဲ့အမိစ္ဆာကရောက်သွားပြန်ရောဆိုတော့ဗုဒ္ဓဘာသာကနောက်အစားသေးပြန်တာလေးကဘာခေါ်ကြလဲ အဲဒီကံတော်ရဲ့နောက်ဘယ်လန်းဆုံးလဲအဲဒီဒီမိစ္ဆာရာဓမ္မတွေငမစောက်ရှိပြီးအစာထိုးတာရှိလာအင်းပြည့်စုံသွားတာအိစ္ဆာရှိလိုက်ဆိုရတဲ့ရှိတဲ့အခါကျတော့အဲ့ဒီဟာနောက်ဆုံးလို့ဒီအိစ္ဆာဟာအခုဒီတစ်ပတ်ဆုံးသွားပြီနောက်အိစ္ဆာကိုရှာမတွေ့တော့ဘူးဆိုတော့ဆိုရလို့ဘုအိစ္ဆာတွေ့ပြန်လားပြေပြရာပါခေါ်ကြနောက်ကြတော့ အစာသေးရတယ်မလားဥပဒေကိုအင်းပြတ်သွားရောအဲ့လိုတော့အစာသေးရတယ်မလားပြတ်သွားတယ်မလားတော့ကိုစေတံဥပဒေမျိုးသူခေါ်ဖြစ်တာစေတံကိုအစာသေးရတရားတွေဘာပြတ်သွားတဲ့တရားတွေဥပဒေမျိုးနှခုမရှိခြင်းတွေသူခေါ်နေကြတယ်ကွာအနာကိုဆောင်ကြည့်တာမပြောလားအာရုံစောင့်ကြည့်လိုက်ရင်ဘာပေါ်လဲသစ္စာပေါ်လား ။ဆောင်းမကြည့်တဲ့ပုဂ္ဂိုလ်မှာဖြင့်ဒီနှစ်ခုကိုမတွေ့ခဲ့ကြ။ဒီနှစ်ခုဆုံးဘူး။ဘယ်နည်းနဲ့လဲရှာမတွေ့ဘူး။ဒီနှစ်ခုတွေ့ရင်ဖြင့်ဒီနှစ်ခုဆုံးပြမှာလေ။ဒါကတော့ငါဆုံးပါငါဆုံးရှိတာကိုမဆုံးမှမတွေ့တဲ့ပုဂ္ဂိုလ်အစားလည်းမပြည့်ဘူးသုံးနေသူ။မဆုံးရှိတာကိုမဆုံးတွေ့တဲ့ပုဂ္ဂိုလ်ကြီးအစားလည်းတွေ့တာ။အဆုံးမအဆုံးတွေ့မယ်ဆိုတာတော့ကြောက်။ဒါပြန် ်အနာဂရဏတကယ်ရှိရရချင်းဒေနတိပဲရှိတာလို့သင်္ခါရနဲ့အနိစ္စပဲရှိတာဒါပါလို့ဘယ်ရမလဲအဲ့ဒီသင်္ခါရနဲ့အနိစ္စကိုဒကာရမတွေလက်ခံလာလိုက်ကြလို့အဲသင်္ခါရဖြစ်ပြီးအနိစ္စဖြစ်ပြီးဒီမှာလိုက်ကြမှာတော့အဲဒီမှာခုပြောရတာဒီလိုဆိုရင်လိုက်ရတာလည်းခင်းနေကြတာနဲ့ဒီခုကိုသင်္ခါရလည်းမသေးတော့ဘူးဆိုတာအနိစ္စလည်းမသေးတော့ဘူးဆိုတာ ။အဲခန္ဓာရှိတာကမိစ္ဆာနဲ့သင်္ခါရရှိတာ။ခန္ဓာမရှိတာသူကြည့်ဆိုတာ။အဲခန္ဓာမရှိတာကခေါ်ကြ။အဲမိစ္ဆာဆိုတဲ့ရဟန္တာတွေကအကျိုးဆုံးလိုက်လို့ခင်ဗျားတို့လမ်းလျှောက်နေကြတာကိုဒီလိုရမ်းဆိုလို့ရှိရင်မိစ္ဆာနဲ့သင်္ခါရကရှိတဲ့ဇာမိစ္ဆာသင်္ခါရခေါ်အောင်လိုက်လို့မယ်။အနိစ္စသင်္ခါရကိုမဟုတ်အနိစ္စသင်္ခါရကိုမလို့ခြင်းဖြင့်အနိစ္စသင်္ခါရဖြစ်ရမယ်။ဒါကြောင့် အနိစ္စနဲ့သင်္ခါရဆုဆရာမိစ္ဆာမိစ္ဆာလို့ဆိုမိစ္ဆာမိစ္ဆာလို့ဆိုတာသင်္ခါရဆုဆရာကြောင့်အကျင့်တမိစ္ဆာလို့ဆိုလာဒီကနေ့ဒီနေ့လည်းဆုဆရာမှတ်တာအနိစ္စဆုသွားရင်သင်္ခါရဆုသွားရင်အကျင့်တမလာရင်အကျင့်တမိစ္ဆာဖြစ်တယ်ဒါဖြင့်အကျင့်တမိစ္ဆာမိစ္ဆာကိုခင်ဗျားတို့ ဒီမလုံးကနေဒီလိုက်ရလို့ရှင်းတယ်လို့သင်္ကာရိပုဂ္ဂိုလ်ကမကြည့်မကြည့်ပါဘူးကွာသူလူဆက်ဆက်ရောက်ပါရရပါရဆိုတဲ့ကြောင့်ကိုရောဝန်ကြာနဲ့သူကိုယ်ရင်ကျက်လာတဲ့လမ်းဖြစ်လို့ရကြသူကိုယ်ရင်တကားသောပုဂ္ဂိုလ်ကိုဒီလမ်းကလိုက်လို့ရှင်းတယ်ဒီဆုံးရရမယ်ကွာဆိုတာကိုတောင်းခံဟောချက်ရှင်းလား